အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်တဲ့ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့နေပြည်တော်ရှိဒုက္ခတော်ဝင်တိုက်ခမ်းများမှာအားလုံးနှီးပါလူများအားလုံးပြောင်းကုန်တဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့သုံးသပ်ဝေဖန်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒါကကျွန်တော်တို့ဒါဒုက္ခတော်ဝင်ပေါ်တော့နေပြည်တော်မှာရှိတဲ့ဒုက္ခတော်ဝင်ကိုလာကြည့်တာပါဗျအဓိကကတော့ဗာလဲဆိုတော့ဒုက္ခတော်ဝင်မှာရှိတဲ့လူတွေတော်တော်များများကသူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာနေကြတယ်ဆိုတဲ့သတင်းကြောင်းပေါ့နော်ကျွန်တော်တို့လာကြည့်တာပါခင်ဗျအဲဒါကဟိုပြောလို့ရှိရင်အခုကျွန်တော်ဒါဒုက္ခတော်ဝင်ထဲဝင်လာပြီပေါ့နော်အဲကျွန်တော်တို့ကြားသိရတဲ့သတင်းအတိုင်းပဲဗျဒုက္ခတော်ဝင်မှာနေတဲ့လူတော်တော်များများပေါ့နော်ဒုက္ခတော်ဝင်ရဲ့အဲဒေသခံတော်တော်များများဟာသူတို့ရဲ့တိုက်ခန်းတွေကိုစွန့်ခွာနေတာကိုတွေ့ရတယ်ဗျာနော် တော်များများကားကြီးကားငယ်တွေနဲ့ကျွန်တော်တို့စွန့်ခွာတော့တာကိုတွေ့ရတယ်။ဒါကျွန်တော်တို့ဒါဒုက္ခတော်ဝင်ထဲဝင်လာတာဗျ။အဲ့ဒါဒုက္ခတော်ဝင်ထဲမှာအခုဆိုရင်လူတော်တော်ရှင်းသွားပြီဗျ။လူတော်တော်ရှင်းသွားတယ်ဗျ။အရင်နေ့တွေကဆိုရင်ကျွန်တော်တို့တွေ့ရတာကအဲဒါပြင်မှာလူတွေထွက်ပြီးရက်နေတာတွေပါတွေ့ရတယ်။အခုတော့အားလုံးတွေ့ရတဲ့အချိန်ဒုက္ခတော်ဝင်မှာလူကတော်တော်ရှင်းသွားပြီဗျ။အဲဒီတိုက်ခန်းနေရဆိုလို့ရှိရင်အရင်တော့ဆိုရင်ဒုက္ခတော်ဝင်ကအောက်မြေကြီးတက်သူ3500လောက်တန်တယ်ပေါ့နော်။ ဒါအပေါ်ဆုံးတက်ဆိုရင်ပဲ3900လောက်သူတို့ဈေးပေါက်တယ်ပေါ့နော်ဒီလိုမျိုးရောင်းဝယ်လုပ်နေကြတယ်ဒါပေမဲ့လက်ရှိမှာကတော့10သိန်းတောင်လာပေးမဲ့လူမရှိတော့ဘူးလို့ကြားတယ်ဗျာနော်ဒီဒီတုကတော်ဝင်တိုက်ခန်းတွေကို10သိန်းနဲ့တောင်ရောင်းဝယ်မဖြစ်တော့ဘူးလို့ကျွန်တော်ကြားနေတယ်ဘာကြောင့်လဲဆိုတော့လက်ရှိနေသားမှာတုကတော်ဝင်ကတိုက်တွေကတချို့တွေကဒီအပေါ်မှာကောင်းတယ်လို့ထင်ရပေမဲ့အောက်ကကြွတ်တက်နေကြွတ်တက်သွားတာတွေရှိတယ်နောက်ပြီးတော့ဒီတုကတော်ဝင်ကတိုက်တော်တော်များများကအပြင်အကြည့်ရင်ကောင်းတယ်လို့ထင်ရပေမဲ့အထဲမှာဘင်းနေနောက်ပြီးတော့အတော်တော်များများပါနော်အတွင်းကနေတော့ခြေမှသွားတာ ျွန်တော်တို့ကျင်းမသွားတယ်လို့ကျွန်တော်ကြားသိရတယ်ဗျာနော်ကြားသိရတယ်ဒါတစ်ချိန်တုန်းကဒါကားတွေနဲ့အပြည့်စီနေတဲ့လမ်းတွေပေါ့နော်ဒီလမ်းတွေမှာဒါအလုံးကြီးလို့ချင်းကျွန်တော်တို့ဒီ green box တွေမှာလည်းလူတွေတိတ်မရှိတော့တာကိုကျွန်တော်တွေ့ရမယ်တော်တော်များများကတော့အဲသူကတော်ဝင်ကိုစွန့်ခွာနေကြတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာနော်တွေ့ရတယ်ဒါတစ်ချိန်တုန်းကဒါပြောရအောင်ဒါတွေကတော့နိုင်ငံတော်ပိုင်းတိုက်တွေပါနိုင်ငံတော်ကအမှားအင်ရာတွေပေါ့နော်သူကတော်ဝင်အမှားအင်ရာပါဒါပေမဲ့လည်းနားလည်မှုနဲ့ရောင်းတာတွေဝယ်တာတွေလှုပ်ထားကြတာတွေရှိတယ်အဲရောင်းတာတွေဝယ်တာတွေကလည်းအဲတိတ်ရာကနန်းပုံကြီးက သိန်းထောင်ကနန်းချီပြီးတော့အယောင်းငွေတွေလှုပ်ထားကြတာရှိတယ်။ဆိုတော့သိန်းတီထောင်ကနန်းချီပြီးတော့ပြီးခဲ့တဲ့တပတ်ဒီလိုအချိန်လောက်အထိကိုဒါဒုက္ခတော်ဝင်ကတိုက်ခန်းနေရမြင်းကြီးတက်ကသိန်း1500လောက်တန်တယ်။အပေါ်တက်ကသိန်း900လောက်တန်တယ်။အခုတော့မြင်းကြီးတက်ကတော့မှ10သိန်းလာပေးမဲ့လူမရှိတော့ဘူးဗျ။နော်။အဲ့လောက်အထိကိုဈေးတွေကပုံနေဖြစ်သွားမှဒါအလုံးကြည့်ပါဗျာ။ဒါတော့ဒါတွေမှလူတွေပြောင်းရွှေ့နေကြတာပေါ့ဗျာနော်။ဒါဒါသူတို့ရဲ့အဲတိုက်ခန်းတွေကို စုံခွာနေကြတာကိုကျွန်တော်တို့ဒါဒါသတိထားမိတယ်ဒါအလုံးကတွေ့ရတိုင်းပဲเนาะသူတို့တိုက်ခန်းတွေကတော့တော်တော်များများပါမကြီးဟိုပစ္စည်းတွေဟုတ်ကဲ့ဟိုပစ္စည်းတွေအကုန်လုံးเนาะရွှေ့ပြီးတော့တော်တော်များများစုံခွာနေကြတယ်သူတို့ရဲ့နေရာကိုเนาะစုံခွာနေကြတယ်ပြောရရင်တော့တိုက်တွေပေါ်မှာလူတွေမရှိတဲ့လောက်ဖြစ်သွားပြီဗျာเนาะတော်တော်ကိုဟိုဘယ်လိုခေါ်မလဲဟိုတချို့ကလည်းတိုက်ပေါ်မှာမအေးရဲဘူးအဲပြောရရင်လမ်းဘေးဆင်းအေးရတဲ့လူတွေရှိတယ်တချို့ကလည်းသူတို့ရှိမှတခြားနေရာတွေရှိတော့တခြားနေရာတွေကိုပြောင်းပြရတဲ့လူတွေလည်းရှိတယ် ဒါကမနေ့အထိပေါ့နော်။ဒါဒီနေ့ကျွန်တော်တို့ကြားတာကကိုရေးတဲ့ကိုအောင်မင်းရေးတဲ့ဒုက္ခတော်ဝင်မှာရှိတဲ့လူတွေတော်တော်များများသူတို့တိုက်ခန်းတွေကိုထားပြီးတော့စွန့်ခွာကုန်ကြရလို့ကြားတယ်။အဲ့ဒါလေးနည်းနည်းသွားရိုက်ကြည့်ပါလားဆိုကျွန်တော်တို့လာတဲ့အချိန်မှာတော့မှန်တယ်ဗျ။ပါကြီးကားငယ်နဲ့ဒုက္ခတော်ဝင်ကတိုက်ခန်းတွေကိုစွန့်ခွာနေတာကိုတွေ့ရတယ်။ဆိုတော့အဲဒါတွေကဒီတိုက်တွေဆိုရင်တစ်ချိန်တုန်းကကလေးတွေလူကြီးတွေနဲ့အတော်စီကားခဲ့တဲ့တိုက်တွေတော့ဒီနေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါမော်တော်ကားတွေပေါ့နော်။အဲမော်တော်ကားတွေနဲ့ ော်တော်ကိုရုံးရင်းဆန်ခဲ့ပေါ့နော်တွာလာနှုတ်ရှားခဲ့တဲ့နေရာတွေဖြစ်တယ်ဗျာနော်အဲဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော် D5 ဆိုတာဒါပွင့်လင်းပြောရင်ကျွန်တော်နေခဲ့တိုက်ပါပဲကျွန်တော်လည်းတွေ့ရတာပါပဲနော်ကျွန်တော်ဒီမှာကျွန်တော်ဟိုနေဖြစ်ထားပြီမဲ့ကျွန်တော်လည်းတွေ့ရတာပါပဲဗျာအဓိကတော့ဗာလဲဆိုတော့ကျွန်တော်တို့တိုက်ဆိုလို့ရှိရင်လည်းအပြင်ပန်းကဘာမှမဖြစ်ဘူးဒါပေမဲ့အတွင်းကမ်းမှာဘာဖြစ်လဲဆိုတော့ဘင်းနေအက်ကုန်တာပေါ့နော်အတွင်းကမ်းမှာရှိတဲ့ဘင်းနေအက်ကုန်နေအက်ကုန်ပြီးတော့အဲဒီမှာဒီဒီတိုက်တယ်ဆိုတော့ဒါကြည့်ပေါ့နော်ဒါဒါဒါကြည့်ကြည့်လိုက် ော်တော်များများကအဲ့လိုပေါ့ဒီကသူကအလင်းမှာမဖြစ်ဘဲနဲ့အောက်ခြေကြီးပေါ့နော်အောက်ခြေကြီးမှာဖြစ်ကုန်တာဗျာနော်အောက်ခြေမှာပြန်ဒီမှာကြည့်ပါဗျာတော်တော်များများသူတို့ရဲ့နေရင်တွေကိုအဲဒါပြောင်းရွှေ့ပြီးတော့နော်ဟိုလုံးနေကြတော့တွေ့ရတယ်ဒါကကျွန်တော်နေခဲ့တဲ့ type D5 ပါเนาะ D5 ပါကျွန်တော်လည်းပစ္စည်းတွေပြောင်းပြီးတော့ကျွန်တော်ကအခုကကျွန်တော်တို့ရာသတင်ကအိမ်ရာထဲမှာကျွန်တော်ကိုအိမ်တစ်လုံးပေးတယ်လုံးကြီးအိမ်တစ်လုံးပေးတယ်ကျွန်တော်အဲ့ကိုသွားနေရမှာပါဗျာကျေးဇူးပါဗျာ